ဟုတ်ပြီနောက်တစ်ခါပြန်ယူနက်ကတော်ဆိုတာပွဲဥညမှာကရပဲပွဲ၃ည၅ရက်ပထမဆုံးရက်မှာနက်ကတော်ဒုတိယရက်မှာအပြူတော်အဲအဲ့လိုခွဲကအပြူတော်ကပန်းကုန်းလေးဆိုပန်းပန်းကုန်းလေးဒီမှာပန်းကုန်းလေးပန်းကုန်းလေးပန်းကုန်းလေးဆွဲပြီးတပြားပါးစံလေးနဲ့ လူပြပါဇန်နေလို့ဇပင်းကတော့ခုနလိုပဲစီးတာဒီလိုနဖူးစည်းမပါတော့မပါတော့နက်ကတော့ကနဖူးစည်းပါတယ်နော်သမီးနက်ကတော့မှဆိုရင်အဲ့လိုနဖူးလေးကသူတို့စီးတာဇပင်းလေးကိုတချို့ကဖားလာချရဲဆီမားလို့ကကြာတော့ဖားလာမချဘူးနက်ကတော့မှသုံးပန်ကြီးသုံးပန်ကြီးဆိုတဲ့ဒီကတော့ဘွဲတွေမြောက်တယ်နော်ကတော့ဘွဲမြောက်ဒါကယူသူသိရမှာလေအဲ့လိုနဲ့အပြိုတော်ဆိုလို့ရှိရင်တော့သမီးရဲ့ဒီနဖူးမစီးနဲ့တော့အပြိုတော်ထွက်ပြီဟေ့လို့ပြောချင်ရင်မလုပ်ရမလဲနဖူးမစီးရအောင် ပန်းကုန်းပန်ရမယ်ခုနပြောသလိုဒီအားလေးစားမယ်နှုံနေကတော့ပဲမညှောက်အောင်ပွဲဦးနဲ့ကတော့ဖြစ်တဲ့အတွက် तू ကလမိုင်းတင်တဲ့အတွက်ဟိုကတော့ပဲမြောက်တယ်ကတော့ပဲသုံးရင်သုံးကမြောက်သွားတယ်အပြိုတော်ကြလို့ရှိရင်တော့နတ်တံမဖြစ်ဘူးကတော့ပဲမမြောက်ဘူးနတ်ချင်းမကောင်နတ်ချင်းမပေါင်နတ်ချင်းဆိုပြီးကားရှိတယ်အဲ့ဒါမပေါင်ဒါပေမဲ့တပေါင်တိုင်းပဲနှစ်ရက်ကမတရက်ထက်ဆိုမလို့တော့နတ်ကတော့တခုပဲနှစ်ရက်ကမဆိုပထမရက်မှာနတ်ကတော့နောက်ရက်ကအပြိုတော်ဒါပဲဖြစ်ရတယ် ဲ့လိုဘာလို့ဆိုတော့ပထမရက်မှာတော့ပြောတော့ထွက်လို့မရအောင်ဒါဆမရုရဲ့မူဝါဒဆမရုရဲ့ညှိနှိုင်းမှုနိုင်ငံတော်မူဝါဒတော့အဲ့ဒီတိုင်းပဲဆမကတော့ဟိုပြောရမယ်ဆိုရင်တော့ဆမကဆမဒေါ်ညင်ညင်ဝင်းပေါ့နော်ဆမဌာနမှာရည်ကျင်းမှုသာသနာရေးနဲ့ရည်ကျင်းမှုဌာနကနေပြီးတော့ဟိုပါပေါ့နော်ပေးစင်ယူထားတာပေါ့နော်ပေးစင်ယူထားတယ်ယာတို့ကတော့ဦးစည်းရာရှိအငင်းစားနဲ့ယူတာပါဒါပေမဲ့ဆမကအငင်းစားယူပြီးတဲ့အခါကျတော့ နေပြီးတော့မှဆံမကဟောပေါ့ဘယ်လိုခေါ်မလဲကျွမ်းကျင်အကြံပေးပေါ့နော်ကျွမ်းကျင်ပညာရှင်နဲ့ကျမတနှစ်ပေါ့တနည်းအမှန်တော့သူတို့ကခန့်ကျင်သေးတယ်ဆံမနေပြီးတော့ဆိုတော့လေအဲမျိုးသားဒီမှာတားလျက်တနေရဖြစ်လာနေနေပြီးတော့ဆိုတပြီးတော့အဲ့လိုပေါ့ကျမ်းမကြီးကျမ်းပြန်တော့လေသွေးရိုးလေးပိုင်းရှိတာပေါ့တနည်းအဲ့လိုဆိုတဲ့ခါကျတော့အတနှစ်တော့လုတ်လိုက်တယ်တဲတော့ဟိုကလည်းပဲအကုန်လုံးကြီးကြီးပြီးပြီပါပဲသူတို့တွေလည်းလေဘီယူဆိုင်ကြတယ်ဆံမပျော်တယ်အဲ့လိုလောက်ရတာ အဲ့ဒါတနေ့လောက်တယ်ပြီးတော့လည်းအခုလောလောဆယ်ဆရာမကညီချင်းမှုတက္ကသိုလ်မှာလည်းတနေ့ဟိုတပတ်ကိုတရက်ပေါ့သင်တန်းပေးတယ်ပြီးတော့ပန်းထွာကျောင်းနေပေါ့နော်အကုန်လုံးပေါ့အဲ့ပါဟိုတကယ်လို့သူတို့တွေကဒီမှာသမီးတွေကလည်းအီဒီဒေါ်ဇာနီအောင်ဆိုလို့ရှိရင်လည်းဒါဆရာမအရင်ကဆရာမရဲ့တပည့်ပေါ့ဒါပေမဲ့သူကလည်းပဲအခုရာရှိဖြစ်နေပြီအဲ့တော့သူတို့ကလည်းကုညီတောင်းတယ်ကုညီတောင်းတဲ့ခါကျဆရာမကဒါမျှဝေပေးရတာပေါ့နော်နတ်ကတော်ဆိုတာကတော့ဒီလိုအဲ့နတ်ကတော်ကြီးတွေဟို ဘလို့ဇမတီးခဲ့ရတယ်ရင်းတော့လည်းဇမလည်းပွဲကြည့်တယ်ဆိုလို့ရှိရင်ဟဲ့ပြူတော်ထွက်နေကြပြီခလေးတွေကလည်းမုံမှခုစားနေကြတော့မဲဒီထက်ကိုဇန်းုံနဲ့မရောက်ကြသေးဘူးသူတို့ကဘတော်ပဲမြောက်တာနဲ့ပြူတော်ထင်ကြတာလေဇမလည်းမထင်ဘူးဒီတိုင်းမှာပြူတော်ဆိုတော့ပြင်းတယ်ပြူတော်ကြီးကြည့်ရတာပြင်းတယ်ပြူတော်ကြည့်မှခလေးတွေအိတ်ကြအောင်ဟဲ့ဟိုမှာမထွက်သေးဘူးပွဲထွက်မှနင်တို့ထကြဆိုတာမျိုးရှိတာကိုဆိုတဲ့အခါကျတော့အခုကြမှာဇမဒီတင်ဦးညွန်းန်းကိုကိုကိုတိုင်းကကရတဲ့အခါကျတော့တိလာဘာကြောင့်တိလဲဆိုတော့ ဘဘဥပမောင်ဆိုတာရှိတယ်။ဆိုင်းဆရာကြီးဆိုင်းဆရာကြီးကဘာပြောလဲဆိုတော့ကဲငါသမီးကိုအခုတောင်းဝန်ပေးလိုက်ပြီဆိုတော့တဲ့ဘဘကတခုပြောပြမယ်တဲ့ဒီဆိုင်းကိုတီးတဲ့အခါမှာခုနှစ်တန်းကြီးပေါ့ခုနှစ်တန်းကြီးဆိုင်းကိုတီးရတယ်တဲ့နက်ကတော့ကတော့မဟေးဆိုတာကသူကဆိုင်းကြီးကခုနှစ်တန်းကြီးနဲ့သူတီးလိုက်တဲ့အခါကျတော့အဲ့ခုနှစ်တန်းကြီးဆိုတော့ အဝိုင်းခဏတန်းကြီးပြောရတယ်တမီးတို့နားမလဲပါဘူးပေါ့နော်နားမလဲပါဘူးတမီးတို့ကမင်းသမီးဆိုရင်ဆိုင်းတီးကိုကတာပဲဆရာမကဓာတ်ကောက်ဆိုကတာပဲပေါ့ဓာတ်ကပါလဲ neck ကတော့ဟုတ်တယ် neck ကတော့ neck ကတော့ဆိုတာပွဲဥညမှာကရတယ်ပွဲ၃ည၅ရက်ပထမဆုံးရက်မှာ neck ကတော့ဒုတိယရက်မှာအပြူတော့အဲအဲ့လိုခွဲကာ neck ကတော့ကနဖူးစည်းပါတယ်နော်တမီး neck ကတော့မှာဆိုရင်အဲ့လိုနဖူးလေးကသူတို့စည်းထားတယ်စပင်းလေးကိုတချို့ကဖားလာချတယ်ဆရာမတို့ကကြာတော့ဖားလာမချဘူး ဒီချပဲနဲ့ဘာလို့လဲစီးလိုက်တာပေါ့ဟိုစကားချလိုက်လို့ရှင်စပင်းတွေကပါနှောက်ရှက်ဖြစ်တယ်။ပိုကားတော့နှောက်ရှက်ဖြစ်တယ်။စပင်းတွေဟာဆုတ်ရှက်ခန့်အဲ့အတွက်ဆဲမကိုခုနှစ်ထွေးဥထုံးကြီးဆိုတဲ့ဆရာကြီးကဗာပြောလဲဆိုတော့တမီးရဲ့တဲ့ကြီးတို့စပင်းတွေလည်းအေးရှုပ်နေတာတော့ကစီးလို့ရပါတယ်ဘာမှမဖြစ်ဘူး။စပင်းလူကိုစီးပြီးစီးလေးတတ်လိုက်တဲ့အခါကျရင်လည်းစပင်းကလွှဲနေအဲ့တော့လွှဲနေတိတ်ကြည့်လို့ကောင်းတယ်စက်တည်ရှိတယ်စပင်းကြီးဖားလာကြီးချတဲ့ခါကျတော့စပင်းကရှုပ်တယ် အခက်ခဲဖြစ်တယ်ချွေးနဲ့ကတ်တယ်အဲ့ဒီအစားပေါ့နော်သူတို့ကတတ်ရမှုပါသူကပြအဲ့ဒီလိုမျိုးလုပ်တယ်လုပ်တဲ့ခါကျတော့ကျွန်တော်တို့အဲ့ဒါကိုသူကတော့အတုတတ်တာပေါ့တမီးအတုတတ်ပြီးတော့အတုကိုတစ်ခါလေဖြစ်အောင်လို့ပေါ်နေလीပေါ်ယူနေနဲ့လုပ်ပြီးတော့အလုံးလေးဟိုဘက်ဒီဘက်လွှဲလွှဲကောင်းတယ်သိလားကတော့လေအဆင်ပြေတယ်အဲ့လိုမျိုးပေါ့အဲ့လိုပညာကိုယူခဲ့တယ်အဲ့ဒါတခုရတယ်နောက်တစ်ခါကရောင်လုံးရတယ်နေကတော့ကကရောင်လေးနဲ့ဘေးကကရောင်လေးချိန်ကရောင်လေးနေချိန်ကရောင်လေးနဲ့လုံးရတယ်အင်ဂျီယာအဖြူဝစ်တယ်စမအဖြူကရောင်လေးပေါ့ ပြီးလို့ရှိရင်အောက်ကဂျိတ်ထမိန်အနီးရေငန်ဂျိတ်ထမိန်အနီးအင်းရကြအဖြူရအောင်နော်နောက်ပြီးရင်ဒီရင်ဘတ်ကိုရင်ဘတ်ကိုဟိုကလောက်ရတယ်ပန်းပန်းပွင့်လေးနဲ့စီးရတယ်ရင်ရေစည်းလေးပေါ့ရေစည်းလေးစီးရတယ်ဒီမှာနဖူးစည်းနဖူးစည်းအပေါ်မှာဘာမှမမပန်းမပန်းရအောင်အဲ့ဒါဒီမှာကြီးစုဘူးလို့ဟာမျိုးကြီးရှိတယ်အဲဒီရဒီအစည်းလေးရဒီလိုမျိုးလေးပေါ့သူကအဲ့လိုတတ်မှတ်ပြီးသူတို့ပေးကြတာပေါ့နော်ဒါဆီယမ်မားက တကယ်တမ်းပြောရမယ်ဆိုရင်တကယ်ပြင်ပပညာရှင်တွေမှာရှိတဲ့ဆရာတွေဆရာမတွေဆရာလည်းပညာစည်းမှုပြီးပါတယ်ဒါပေမဲ့တခုရှိတာဆရာမကပြင်ပပညာရှင်တွေရဲ့တတ်တဲ့ပညာတွေကိုဆရာမမထိခိုက်ပါဘူးဆရာမတတ်တာကပညာရှင်တွေအားလုံးကနေလက်ဆင့်ကမ်းသင်ကြားခဲ့တဲ့သင်ယူညွှန်းနှံနိုင်ငံတော်မူကိုတတ်တာပါ အပြူတော်နဲ့ကြွားချချက်ကြတော့အပြူတော်ကပန်းကုန်းလေးဆိုပန်းပန်းကုန်းလေးဒီမှာ ပန်းကုန်းလေးပန်းကုန်းလေးပန်းကုန်းလေးဆွဲပြီးတပြားပါဇံလေးနဲ့ဒီတပြားပါဇံလေးလောက်စပင်းကတော့ခုနကလိုပဲစီးတာဒီလိုနှစ်ဖူးစီးမပါတော့မပါတော့နောက်ပြီးတော့အင်းကြီးကပန်းရောင်နူးနူးလေးဝေးလို့ရပန်းရောင်နူးနူးလေးကစိုက်ကလေးကစိုက်လေးဝေးရတယ်ကြီးစီကြီးစီကလေးမင်းသမီးဝေးစုံနေလေအေးအဲ့ဒါမျိုးလေးလည်းဝေးတယ်ပြီးလို့ရှိရင်အောက်ကပန်းရောင်ဝေးလို့ရတယ်အနီလည်းဝေးလို့ရတယ်အနီဆိုတာတော့အနီဖြော့ဖြော့ပေါ့ရဲမှုပေါ့အဲအနီရဲခွတာကြတော့အနီရဲခွတာနဲ့ကတော့ နေကြတော့အဲ့လိုတချို့အခုကလေးတွေဝတ်နေကြရတယ်အနီဝမ်းဆက်တွေလေအဲအဲ့ဒါကြတော့အနီဝမ်းဆက်ဝတ်တယ်ဒါပေမဲ့အဲ့ဒါတော့အပြစ်တော့မပြောဘူးသို့တော်မူရင်ဆိုရင်တော့ဖြူဝေးရမှာအဖြူကရောင်လေးထည့်ရတယ်အခုကရင်းသဘောနဲ့ဆိုတော့အနီတွေအနီတွေဝတ်ကြရလေအကသမီးရဲ့ပွဲဦးနဲ့ကတော့ဖြစ်တဲ့အတွက် तू ကလက်မိုင်းတင်တဲ့အတွက်ကိုယ်ကတော့ပဲမြောက်တယ်ကတော့ပဲသုံးရင်သုံးကမြောက်သွားတယ်ဒုတိယနေ့ပြိုတော်ကကတော့ပဲမမြောက်ပါဘူးနတ်တန်မပြစ်ပါဘူး နော်ပထမနေ့မှာဆိုရင်နတ်တန်ပြစ်ပါတယ်ကတော်ပဲမြောက်ပါတယ်နတ်ချင်းပါပါတယ်နတ်ချင်းအကတွေကရပါတယ်အဲ့တော့ဒုတိယနေ့မှာဒုတိယနေ့မှာနတ်ချင်းမပါဘူးနော်နတ်တန်မပြစ်ဘူးပထမရက်မှာအကုန်လုံးတယ်ကြပောင်းတိုင်တယ်ကတော်ပဲမြောက်တယ်နတ်တန်ပြစ်တယ်နော်ဒါတွေကသမီးတော့သိမှာမဟုတ်လေဒါပေမဲ့စမခုပြောလိုက်တယ်ဆိုရင်ဒီပညာသမားတွေအကုန်သိအဲသူဒီနော်အဲ့တော့အပြိုတော်ကြားလို့ရှိရင်တော့ နတ်တံမပြစ်ဘူးဘတော်ဝဲမမြောက်ဘူးနတ်ချင်းမကောင်နတ်ချင်းမပါအောင်နတ်ချင်းဆိုပြီးကားရှိရဲ့အဲ့ဒါမပါအောင်ဒါပေမဲ့တဘောင်တိုင်ပဲတဘောင်ကတော့အကုန်တိုင်တယ်စာသားပဲလွယ်မှာသူကအဲ့လိုလေးရှိရပါတော့ဒါဆမတို့နိုင်ငံမူနိုင်ငံတော်မူပြောတာနော်ဆိုတဲ့အခါကျတော့အဲ့ဒါကိုဆမတို့ကဘလို့ပတ်ခဲ့ရတယ်ဆိုတော့ဆမကတော့45မိနစ်ပေါ့နော်25မိနစ်ကခဲ့ရတယ်ပညာရှင်ကြီးတွေအကုန်လုံးဒီမှာစုစည်းပြီးထိုင်ကြတယ်ဂျူဘလီဟောင်းကြီးမှာထိုင်ပြီးတော့ 89ခုနှစ်မှာเนาะ16ရက်ပေါ့เนาะ89ခုနှစ်မှာအဲ့ဒီမှာသူတို့ကပညာရှင်တွေကတူပြီးတူထပြောကြတာဒါဆိုင်ဘဘဥပမာတဲ့တခုပြောတယ်အဆိုးနဲ့ပတ်သက်လို့ဆိုင်နဲ့ပတ်သက်လို့အဲတပြေကံလေးဘလို့ဒီမယ်အာဒီဘက်ကအဆိုးရဟာမင်းလိုက်မှမနိုင်ဘလို့ပြစ်မယ်ဟိုတင်ဆီယမကြီးအဆိုးဟဟလားသူကစပြောတယ်ဆီယမကြီးကနောက်တော့ကခုနှစ်ထွေးဥထုံးကြီးဘဘကကြတော့လဲဟာအဲ့ဒီနေရာမှာတကယ်ကိုကျွန်တော်တို့က အပြူတော်ဆန္ဒခန်းဆိုတာပါသေးတယ်အဲအပြူတော်ဆိုတော့အပြူတော်ဆန္ဒခန်းပါလေအဲ့တော့ရုပ်သေးမှာဆိုရင်အပြူတော်ဆန္ဒခန်းမှာမင်းမြောက်ဇော်ဘလူးဘာညာဓာတ်တွေပါတယ်လို့သမီးရဲ့ဟုတ်တယ်မလားဘာလို့ तू ကလည်းအဲ့လိုမျိုးပြောလဲပြောတော့တခါဒီဘက်ကမင်းသမီးကြီးဟာလာဒေါ်တင်အောင်လို့ဟာလာအကုန်လုံးကျန်တဲ့ဟိုပညာရှင်ကြီးတွေပါတော့ပညာရှင်ကြီးတွေကဥရွှေတောင်းမျိုးဆိုရင်ဒါဆမတို့ရဲ့ဟိုနေမှတ်တိုင်ပဲကြပြလို့နော်ဆရာကြီးတယောက်ပဲ तू ကဒီမန္တလေးပန္တရာကျောင်းရဲ့ကြပြလို့ဒီဒိုးစစ်တွေကို तू ကထွင်တာဆိုတော့ ဒီဆရာကြီးကလည်းဟာဒါကတော့ဒီလိုကပါတယ်နတ်တန်တွေကဒီလိုပြစ်ပါတယ်ဟိုအရင်တော့ဆိုရင်နဲ့ဆံမတိခဲ့ရတာပေါ့ရှေးတော့ဆိုနတ်တန်ပြစ်တာယောက်ျားလေးလည်းပြစ်တာအဲမင်္ဂလာမမန်မင်္ဂလာရဲ့မမန်တိုင်းလေးအဲ့လိုပြစ်တာပြစ်ပေမဲ့ကျွန်တော်ကကြာတော့အဲ့လိုမသိသေးဘူးတလားမင်းလည်းမနေရမိမပဲပြစ်တာပဲတည်တယ်ပေါ့ဆိုတော့နောက်တော့မှပြင်ပကိုလေးလာတဲ့ခါကျတော့ ယောက်ျားလေးလည်းနဲ့တံပြေအဲ့လိုပေါ့ရှိခဲ့တာကိုဒါကြောင့်မို့ဆရာမပြင်မပညာရှင်တွေကိုဆရာမတိမထိခိုက်ပါဘူးကိုကလုတ်ခဲ့တဲ့ဟာလေးကိုကိုပြောတာပေါ့နော်ကိုတင်းညွန်းလန်းလုတ်ခဲ့ရတဲ့ဟာလေးကတော့မင်းမိမပဲဆိုတယ်မိမပဲကအဲဒါဒိရှိတာကိုနော်အယူဆနေတကယ်တမ်းကျတော့ဆရာမကဘာလဲဆိုတော့ဆရာမတို့ကလေးဘွားတော့ကလုတ်ခဲ့ရတာလေဒါပေမဲ့ဆရာမကဘာလို့ဆရာမမှာတခုကောင်းတယ်ဆိုတော့ကိုကိုကိုဆရာမချီးကျူးတာမဟုတ်ဘူးနော်ဆရာမမှတ်တမ်းယူတယ် မှတ်တမ်းယူတယ်မှတ်တမ်းယူတဲ့အခါကျတော့တဘဘဥပမောင်လုံးစီကယူတယ်ခုနှစ်ထွေဥထုံးကြီးစီကယူတယ်တဲဥဖညွန့်ဆိုတာတယောက်ရှိတယ်တဲဥဖညွန့်ဆိုတာနှဲဆန်ကြီးနှဲဆန်ကြီးကအတန်နေပြတာဟုတ်အဲ့ကောနားမလဲတော့လေအတန်ပြရနေဆိုတော့ကမဆိုသေးကောမူရလုတ်ချင်နေစမမညာသေးဘူးလေ तू ကအတန်ပြနေကောနားမလဲဩအဆိုတော့ကမဆိုသေးဘူးအတန်တီတီအတန်နေပြဟောမညာကိုကဆိုခြင်းနေမဟုတ်ဘူးလေ तू ကအတန်ပြမှာအဆိုတော့အတန်ကိုနားလဲမယ် အဆိုဆရာမကြီးကနေပြီးခါတယ်ဒေါခင်မြထွေးဆိုတာစောင်းဆရာမကြီး तू ကဆိုတာအဲ့ချိန်မှာဆရာမဟာဒါအတန်ပြတာပဲဆိုတာသိပါပြီဘဘတမီးမင်းသမီးတယောက်မင်းသားတယောက်ဆိုမှဆိုရင်အတန်ကိုနားထောင်ရတယ်အတန်ကတ်ရမယ်အတန်ဆိုရမယ်အဲ့တော့အတန်ဆွဲမှကိုကဆိုနေတယ် तू ဆိုတဲ့ဆိုပေါ့အတိုင်းကိုဆရာမနားထောင်တာကိုယ်တိုင်းမဆိုနိုင်ဘူးလေဆရာမဆိုနိုင်တယ်ဆရာမဆိုနိုင်ဒါပြမဆရာမဆိုလို့မရဘာလို့မသိလား စေမနီတော့နေအတန်းဂစ်ဆိုတော့ဂစ်သွားတာမရတော့ဘူးသူက45မိနစ်တော့ကားရတယ်အဲ့တော့အဲ့ဆရာမကြီးကပူပြီးနောက်ကဆိုပေးရတယ်သူကသူဆိုရသူ့အတန်းနဲ့ကျဆမအန်ခိုက်ပဲမင်္ဂလာရင်မမန်တိုင်းပါဇက်ကလည်းမင်္ဂလာရင်မမန်တိုင်းကိုတီပဲကိုပဲဆိုတယ်သူကအဲ့လိုအထီးကျင်းရတာအဲ့လိုကျင်းမှလည်းတဘာဝကြမှာဘူးပါဇက်ကတခြားဆိုတဲ့လူကတခြားဆိုအဆင်မပြေဘူး ကျွန်မအခုကြည့်နေရတော့ဒီလိုပေါ့နော်ဇက်တပင်ဆိုတာကျွန်မတမီတမီကိုကျွန်မပြောသလိုပဲအပြိုတော့ထွက်ပြီးဟဲ့ပဲတိတာအဲဒါပဲအဲ့တော့အခုတိဖို့အဟာကဘာလဲဆိုရင်နဖူးစီရမယ်ခုနကကတော့ဆိုကွဲချရင်လေအဲ့လားနကကတော့မှာ၃ပန်းကြီး၃ပန်းကြီးဆိုတဲ့ဒီကရော်ခွဲတွေမြောက်တယ်နော်ကရော်ခွဲမြောက်ဒါကယူသူတိရမှာလေအဲ့လိုနဲ့အပြိုတော့ဆိုလို့ရှိရင်တော့တမီရဲ့ဒီနဖူးမစီနဲ့တော့အပြိုတော့ထွက်ပြီးဟဲ့လို့ပြောချင်ရင်မလုပ်ရမလဲနဖူးမစီရအောင် န်းကုန်းပိုင်ရမယ်ခုနပြောသလိုဒီဟာလေးထားမယ်နှုံနေကြော်ဘွဲမမြောက်အောင်နှစ်ရက်ကမတရက်သက်ဆိုမလို့တော့နတ်ကတော်တခုပဲနှစ်ရက်ကမဆိုပထမရက်မှာနတ်ကတော်နောက်ရက်ကအပြူတော်ဒါပဲဖြစ်ရအဲ့လိုဘာလို့ဆိုပထမရက်မှာတော့အပြူတော်ထွက်နေမြောက်ဒါဆင်မတို့ရဲ့မူဝါဒဆင်မတို့ရဲ့ညှိနှိုင်းမှုနိုင်ငံတော်မူဝါဒအဲ့ဒီတိုင်းပဲအဲ့တော့အခုဆိုလို့ရှိရင်ဒါစိုးညဇက်တည်းအငိမ့်နေဆိုလို့ရှိရင်အပြူတော်ပဲခေါ်တာအဲအပြူတော်ပဲခေါ်တာဘယ်လိုပဲထွက်ထွက်လေ တခါတလေမြအမလေးဇက်တရလေဒီစရုံးကြီးအောင်ပါလာသေးတယ်တဲ့စရုံးကြီးကသူတော့နောက်တစ်ခါမှမမိမဆိုးလို့တိလာဒါကတော့ကတော့ဆမဘူးမှမစော်ကားပါဘူးဇက်တွေလည်းလေအဲ့တော့ကလေးကမမိကြဘူးသူတို့ကနောက်တစ်ခုကိုထွက်တော့မယ်ဆိုတော့စရုံးကမဖြုတ်ဘူးမမိမဆိုးစရုံးပေါ်မှာအပေါ်မှာဒီနဖူးစည်းကိုစီးတယ်ပန်းနေတော့ပန်းလိုက်သေးတယ်ကုန်းပြီးတော့ဟဲ့နက်ကတော်လားပြိုတော်လားဘာမှမသိဘူးဟိုမှာကြည့်စမ်း အဲ့လိုဖြစ်နေတာလေဒါဆမတ်သင်ယူနဲ့ကြည့်မယ်ဆိုရင်ပြောပြတာဒါသူတို့မမီဘူးလေသမီးလေအခုအတက်နိုင်ဆုံးတော့ဆမတ်ကတော့ဆမတ်သားတပည့်လို့ဖြစ်နေတယ်ကိုကိုချစ်ကိုတော့ပြောထားတယ်ပြောထားပြောထားတယ်ဆိုတာကတော့တာရေးအဲ့လိုလိုလိုရှိတယ်အချိန်မရလို့လုပ်တယ်ဆိုတာဆမတ်တို့ကတော့သဘောပေါက်တယ်သဘောပေါက်ဒါပေမဲ့ဆမတ်ဖြစ်စဉ်ဆမတ်ဖြစ်စီကျင်တယ်ပြောတာကိုဘာမှလည်းလာမလုပ်ပေးဘူးလေ။ तू က तू ကအပြစ်ပြန်တော့ဒါပေမဲ့ကိုရီးယားနဲ့ဒီဌာနမှာလည်းလုံနေရတော့ရှိသေးတယ်ဆိုတော့လေ။အဲ့ဒါလေးပါပဲ။တကယ်တမ်းကျတော့နည်းနည်းလေးလိုသေးရပေါ့နော်။ ဆိုတော့အဲ့ဒါတွေတော့လုတ်ပေးဖို့ဘယ်လိုပြောပြပြနိုင်တာပေါ့အဲ့လိုလေးရှိတယ်သူကတဲ့ကာမှုလေးတွေကလည်းအခုသူတို့ဇမကနေတယ်မဟုတ်ဘူးလားဆိုတော့လည်းကိုကမဟုတ်ဘူးလို့မပြောဘူးလေပညာဆိုတာလူတိုင်းမှာရှိကြတယ်လေတမီးကတကြောင်းတကာတာတော်တပုတ်ဆန်းတမီးတက်တယ်လို့ဇမတက်ချင်မှတက်တယ်တမီးဇမတက်တဲ့ဟာကိုတမီးတက်ချင်မှတက်တခုခေါင်းကြီးပဲအကုန်လုံးမှာရှိတယ်ဟုတ်တယ်မလားအနည်းပညာဆိုအကုန်လုံးမှာတက်ကြတာကြီးပဲတက်လို့တာအနည်းပညာလောက်စားကြတာပေါ့အဲ့တော့ဖက်လဲရမှာအနည်းပညာတွေဖက်လဲရမှာ ဆမတို့ကဆမတို့အခုပြင်ဆင်သွားပြီဆိုတဲ့အခါကျဆမကတော့ပြည့်စုံလားမပြည့်စုံဘူးမပြည့်စုံတဲ့အမှုပညာဆိုအယူလိုက်လို့အများနဲ့ထဲ့နေရထဲ့နေတဲ့အချိန်မှာကိုကအဲ့ဒါကိုမှတ်တမ်းနေလုတ်ပြီးတော့မှအချိန်မီရွေးသုံးဆောင်နိုင်ရမယ်အကုန်လုံးသုံးတတ်နိုင်ရအဲ့ဒါမှအမှုပညာခေါ်တာလေအဲ့ဒါလူသေးွားတဲ့အထိပညာကမသေးသေးဘူးပုံမီလားပညာလဲမကုန်သေးဘူးရှာလို့လည်းမကုန်ဘူးကုန်ဘူးအဲ့လိုဖြစ်အဲ့တော့ဖြစ်စေချင်တာတော့တတ်တတ်ရရနဲ့လူအင်အားများများ သုံးပါဟုတ်တယ်မလား လူအင်အားများများသုံးမှာဒီအခမ်းအနားကိုစတော့မယ်အစီအစဉ်ဆွဲတဲ့အခါမှာဆွဲတယ်အပြူတော့ကတဲ့လူနက်ကတော့ကတဲ့လူဘယ်နဲ့ခန်းချားမှာလဲဆက်လို့မသူမီဖို့အတွက်လောက်ရမှာလေအဲ့တော့တတ်တတ်ရဖြစ်ရမယ်စရုံးမပါဘူးတတ်တတ်ရဖြစ်ရမယ်သူ့မထဲနဲ့ဒီရင်နဲ့နောက်ဘယ်နဲ့ခန်းနဲ့မီမလဲမီအောင်လုပ်ရမယ်ကိုဘလို့အစင်းနဲ့လောက်ထားဆမမလို့ဌာနမလုံးစုံတမီးအကုန်ပုံထားတာတကူပြီးတကူတကူပြီးတကူထပ်ထား ဒါနမတိခန့်ဒါပါနမတိခန့်သုံးခန့်ဆိုထောက်တာအဲ့ဒါကမှဘတ်ဆိုတခုကိုယူတခုယူဝဲအဲ့လိုဝဲရလေအဲ့ဒီလိုလေလေ့ကျင့်အားကောင်းရမယ်ပေါ့တောင်းလို့ပြောတာပေါ့နေ तू ကတော့တက်နေဆုံးတော့လုပ်ပါတယ်ဆင်မရဲ့အမျိုးသားက तू သူ့စီမှာအများသောအဖြစ်သင်နေတာသင်နေတာသင်နေတာဆိုတော့ပတရားဥမြင့်သိမ့်လေသင်နေတာသင်နေတာဆိုတော့ तू ကတော့တက်နေဆုံးတော့ तू လုပ်တယ်ဟုတ်ပြီမယ်ကလေးတွေပေါ်မှာမူတည်တာပေါ့နော်ကလေးတွေပေါ်မှာမူတာပေါ့အဲ့တော့အဲတချိန်တော့လုပ်ပေးမှာပါဆင်မလေကိုကိုဟိုဟာဖြစ်တဲ့အချိန်တော့သွားလုပ်ပေးရမှာပေါ့ အန္တကတော့ဒီလိုရှိတယ်အပြူတော့ဒီလိုရှိတယ်တော့လုတ်ပြရမှာပေါ့ဒါပေမဲ့သူတို့လေးတွေကလည်းတော့တော့လုတ်ကြပါတယ်သူတို့မှဘယ်လိုလဲဆိုတော့အချိန်အခါလေးလူတွေကမြင်ဆက်ပါတော့ကကြတော့ဌာနဆိုတဲ့အခါကျတော့ဒီနေ့မရရင်မနေ့ဖန်ရရဖတ်တယ်မလားလေ့ကျင့်နေဆိုဒီနေ့မရမလို့ရမယ်ခုနှစ်ရက်တင်းကိုရမယ်တို့တွေညှို့မှုကိုပဲချင်းပြမယ်ဟဲ့နော်လေ့ကျင့်မှုကဘယ်နဲ့ရဲ့ဆိုတာဒါဌာနဆိုတာသူတို့လုတ်ဇက်နဲ့အငိမ့်နဲ့ဆိုတဲ့အခါကျတော့အချိန်မှကလူရလို့ရတယ်လူစုရမယ် ကိုလူကမလာသေးဘူးဒီလူကမလာသေးဘူးဒါရှိသေးတယ်ဆိုတော့အဲဆရာမအားတာရှိမယ်ဇက်ဆရာမရှိတာရှိမယ်ဒီလိုလေးပေါ့နော်ဒါလေးတော့ရှိဒါပေမဲ့အဲ့တော့သူတို့လည်းလုံမှာပါကိုဖိုးချစ်ကအမတန်စီးကန်းရှိတော်သူပါသိလားဇက်မနဲ့စီးကန်းရှိတယ်ဘာမဆိုအကုန်လုံးသူကအမတန်လှုပ်ချင်တော်သူအမှုပညာပိုတအားကြီးပါတယ်သိလားအဲ့တော့ဆမားနဲ့ကတော့ဟိုတားမိလို့ဖြစ်နေတယ်ဆောမှာတားနေတယောက်ရှိတယ်သူနဲ့မှနှစ်ယောက်ရှိတယ်အဲ့လိုအဲ့လိုပေါ့နော်အဲ့လိုဆိုတော့ ။ဘာပဲဖြစ်ဖြစ်အကုန်လုံးဇက်သပင်နဲ့ပတ်သက်လို့တော်တော်ကိုလုပ်ငန်းလုပ်နိုင်နေတူပါသူကဥက္ကရာနဲ့ဥက္ကရာဆိုတော့နော်။နဂရောပြူရောနဲ့ပတ်သက်လို့တော့ဒါတော့အကျဉ်းပေါ့နော်။စာဘယ်နှခုနည်းနဲ့အစပညာရှင်နေနဲ့အစအဲ့ဒါနဂရောဆိုတာဘလို့အဲ့ဒါဒီဂရောဘွဲကိုတမီးရယ်ဂရောဘွဲမြောက်တယ်မှာ။ဂရောဘွဲ၃ကြိမ်၃မှန်မြောက်တယ်ဒါဟာ၃မှန်ကြီး၃မှန်ကြီးလို့ပြောတယ်။ဂရောဘွဲမြောက်တာကအစဆယ်မတို့ကဘာကြောင့်မြောက်တာလဲ။ဒါဒီပထမအကျဉ်းဒီဟဲ့လား ရွာပိုင်းရှင်၊နေပိုင်းရှင်ရောက်တဲ့နေရာပေါ့။တဘောကအခုမန္တလေးကနေပြီးတော့ရန်ကုန်သွားကြမှာဒါ။ရန်ကုန်မှာရှိသေးဟာလား။ဘုရားဟိုနေအဆောက်ရှောက်တွေပေါ့အကုန်လုံးပေါ့နော်။ကွေးမိုင်ရှင်နေပိုင်းရှင်တို့လည်းသူကဘတော်ဘက်တစ်ခါမြောက်မှာ။ပရိသတ်တွေကလည်းတစ်ခါမြောက်မှာ။စင်ပေါ်စင်အောက်ရှိတဲ့ပညာရှင်များပရိသတ်များတစ်ခါမြောက်မှာ။လက်မိုင်းကိုမြောက်သွားတယ်။ဟုတ်တယ်မလား။လမိုင်းကိုမြှောက်ရတယ်လမိုင်းမလေးကိုမြှောက်မှဒီစင်ပေါ်မှာရှိတဲ့ဒီပညာရှင်တွေက ညူးမှလေဟာတို့တွေဒီနေ့ကလို့ကောင်းလိုက်တာလမိုင်းကတ်တယ်ဆိုတာဒါပဲလေအဲအဲ့လိုမျိုးပေါ့အဲ့ဒီလိုအတိတ်ပဲလေးကိုရှိနေတဲ့ခါကျတော့ဒါမဖြစ်မနေလုပ်ရမယ်လို့ညောင်ယူပါစေဒုတိယနေ့ကျရင်ပြူတော်ကမယ်ပြူတော်ကတဲ့ရည်ရွယ်ချက်ကကြတော့ तू ကဒီလိုသမီးပြူတော်မှာကပလူချက်တွေဆိုတာပါတယ်သူတို့ချက်တွေပါတယ်အဲ့ဒါကအပြူတော်နဲ့ကတော်ကတဲ့မင်းသမီးတဦးသည်တဲ့တိတ္တာမောက်ပေါ့နော်ဒါကျမတို့ကြားခဲ့တဲ့ဆရာဆရာတွေပြောပြတာတိတ္တာမောက်ဆိုတာဒီဒီ ဒီဇက်ကုန်ကနေတဲ့အထဲမှာမင်းသမီးပဲဖြစ်ဖြစ်မင်းသားပဲဖြစ်ဖြစ်တော်တော်များများကတိတ္တမောက်ဆိုရဲဟိုပေါ့အကုန်လုံးနားလည်နေရမယ်ဆလာသဘောကတော့ဇက်လာဇက်သွားမှတ်သားဖို့အချက်တပင်ရဲ့ကရိယာတိတ္တမှာဖြစ်တဲ့ဇက်ကွက်နဲ့ဂျင်းအိုင်အထားအသူအသုံးအစွဲဇကားဆိုတလုံးမလွဲရအဲဘုံကနေဆိုကြံတတ်ရမယ်ဟာမတေသက်နားကလည်းမှတ်ရမယ် ဟုတ်တယ်မလားအဲ့လိုမျိုးနားလည်းမမဖာစာဆိုတလုံးမလွှဲအောင်ဘုံဘုံနဲ့ကျန်ရမယ်ဆိုရက်ဒီလိုထိတက်ရမယ်ဒါမှသာလေအပြူတော်နက်ကတော်တဘာရှိတဲ့လူတာကနိုင်မယ်ဒါကိုပြောတာအဲအဲ့ဒါကြောင့်မို့ဒါကိုပြောနိုင်တဲ့အတွက်ဓာရီကိုဒါကိုသူတို့ကတိတ္တမောက်ရတယ်တိတ္တမောက်ဆိုဘလို့ပဲဖြစ်ဖြစ် तू ကနိုင်တယ်ပေါ့ဘယ်လိုနေရာမျိုးရမယ်အဲ့လိုသဘောပေါ့ကွနော်အဲ့ဒါမျိုးပြောတာ မြို့ပညာရှင်ဝါသနာပါသူအားလုံးသည်မြန်မာမှုကိုလေးစားပါလို့เนาะကျမတို့ကဘာဖြစ်လို့လဲဆိုဆရာမတို့ဒီဒီမှာဆမဝန်ထမ်းလုတ်တာ40လင်းနေပါ16နှစ်ကစမယ်ဆို40လင်းနေပေါ့နော်လုတ်ခဲ့တယ်။တင်ယွန်းညွန်းနှန်းနေလည်းအကုန်လုတ်ခဲ့တယ်။နောက်လည်းဆက်လုတ်အောင်မယ်။ဆိုတော့ကိုကျမကြီးကောင်းတွေဆက်လုတ်မယ်။အဲ့တော့ပိဋကကြီးကလည်းအနုပညာကိုအားပေးပါမြန်မာမှုပေါ့မြန်မာမှုအနုပညာကိုအားပေးပါ။အခုအပြေမှာရှိတဲ့ပညာရှင်တွေအားလုံး ောက်ပြီးတော့ဘယ်လိုခေါ်မလဲကိုရှေ့ဆက်ပြီးရှောက်ရမယ်အမှုပညာအစ်စ်အမှုပညာရှင်အစ်စ်ကလေးတွေအားလုံးကလည်းဒီဟာကိုလေးစားကြပါလို့เนาะနောက်ပြီးတော့ဒီဗာလဲอืมနဂရောအပြူတော်အဲ့ဒါတပင်းနိုင် ရှေးရိုးတပင်းနိုင်နေကပြာလွတ်တွေမူဝါဒတွေမကွဲပြားပဲနဲ့စုစည်းထားတဲ့နိုင်ငံတော်မူလေးကိုလည်းအကုန်လုံးကနှစ်သက်မြန်လို့ပြီးတော့သင်ကြားကြပါလို့เนาะအဲ့တော့လေးလေးစားစားနဲ့မြန်မာမှုကိုထိမ့်သိမ်းကြပါလို့ပြောချင်ပါတယ်